အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်တို့2025ခုနှစ်မေလ30ရက်နေ့ရဲ့မနက်ခင်းသတင်းတွေကိုစူးစီးတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်နေသစ်ပါလို့ဥစွာနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနက်မှာတွေ့ရမယ်ထူးထူးခြားခြားသတင်းတွေတဲကဝမ်းသာတရားကောင်းတဲ့စကမ်းသိန်းတိုက်ပွဲသတင်းအကြောင်းအရာတစ်ခုကိုစတင်ကြပါတယ်ဒီရက်မှာတော့တကယ်ကို KNL KNU တပ်ဖွဲ့တွေ PDF တပ်ဖွဲ့တွေရဲ့လက်တံပြောင်မှုနဲ့အတူကျွန်တော်သတင်းပြောရတာကိုပြည်သူတွေသတင်းနာ ထောင်ရတာကိုတကယ်ကိုအားရဝမ်းသာမင်္ဂလာရှိတဲ့နေ့ရက်တွေကိုကျွန်တော်တို့ဖြတ်ကျော်နေရတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့မနက်မှာလဲအကြမ်းမဆက်ရှုံးကောင်စီတက်ရဲ့ဒီထိုင်းမြန်မာနယ်စပ်ကမြရီမြို့နယ်ထဲမှာရှိတဲ့မြရီမြို့နယ်ထဲကမှအမြင့်ဆုံးတောင်ကုန်းပေါ်မှာရှိတဲ့ဘူဟာမြောက်အကြမ်းမဆက်ရှုံးကောင်စီရဲ့ဘရင်တော်တက်စခန်းကို KNL ပါဝင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက나이ဘိုင်းနဲ့သိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းမှာ အဲ့တော့ဒီသတင်းပြည်စုံကိုလည်းနားဆင်ရမှာပါနောက်သတင်းကတော့ဒီမှော်ပြီလေတက်မိသားစုဝင်တက်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးအောင်သူနဲ့ဆွေမျိုးတွေဖွင့်လှစ်ထားတဲ့ဆိုင်ငန်းတွေကိုလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်လိုက်တယ်ဆိုတဲ့သတင်းပါအဲ့တော့လေတက်မိသားစုဝင်တွေရဲ့အလှည့်ကိုတဖြည်းဖြည်းနဲ့ရောက်ရှိလာတဲ့အကြောင်းအရာပါနောက်တစ်ခုကတော့ဖားကန့်မြို့နယ်လုံငင်းရွာကိုအကြမ်းဖက်စစ်ရုံးကောင်စီစစ်ကြောင်းကဖျက်ဆီးတဲ့အချိန်မှာပြည်သူ၅ဦးကို ပြစ်သက်သွားခဲ့တာကိုကျွန်တော်တို့ရုပ်ပုံမှတ်တမ်းအနေနဲ့တကွတွေ့မြင်ရပါတယ်စစ်သားစူဆောင်းခံရတဲ့လူငယ်နှစ်ဦးကစစ်ရှုံးကောင်စီကိုပြန်လဲတော်လှန်ဖို့လက်နက်ယူလာပြီးတော့ PDF ဒေထံကိုအလင်းဝင်လာပါပြီခင်ဗျာအဲ့တော့ဒီသတင်းနေ့ကိုဒီကနေ့မနက်ခင်းမှာအပြည့်စုံနှာစင်ရမှာပါပထမဆုံးစကမ်းသိန်းနဲ့သတင်းနဲ့စကြပါတယ်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြရီမြို့နယ်မှာရှိတဲ့အမြင့်ဆုံးတောင်ကုန်းပေါ်မှာတည်ရှိနေတဲ့ဘရင်အောင်စစ်တပ်စခန်းကုန်းကို ကင်နယ်လီဘူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းကင်နယ်လီသတင်းရင်းမြစ်တွေကိုကိုးကားပြီးတော့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ဒီကနေ့မေလ30ရက်နေ့မနက်4:00နာရီချိန်လောက်မှာကင်နယ်လီ KNDO ဘူပေါင်းတပ်တွေကဝလီဗျူဟာစခန်းအနီးမှာရှိတဲ့အမြင့်ဆုံး တောင်ကုန်းမှာတရှိနေတဲ့မရင်တောင်ကုန်းစစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီစခန်းကိုပထမဆုံးချိန်တိုက်ခိုက်သိမ်းပိုက်နိုင်တာဖြစ်တယ်လို့လည်းသိရပါတယ်မေလ28ရက်နေ့ ကနဲလေးစခန်းကိုတင်ပြီးတော့အပြန်မှာမနေ့ကအဲ့ဒီဘရင်အောင်စခန်းကုန်းကိုဝင်ဝိုင်းတာတက်ပြီးတော့ဝိုင်းတာပြီးတော့ဒရုန်းအနေနဲ့တောက်လျှောက်ဘုံကျဲချပြီးတင်လိုက်တာလို့သိရတယ်အဲ့ဒီစခန်းကုန်းကအရင်မြင့်တယ်ဘလို့မှတက်သိမ်းဖို့မလွယ်တဲ့နေရာကိုညာရင်းချင်းချက်ချင်းတိုက်ပြီးတော့ဒီမနေ့မှာတင်ပလိုက်တာဆိုပြီးစရှုံးကောင်စီတက်ကတက်သားတွေတော့အကုန်စင့်ပြေးတာလို့သိရတယ်လို့တော်လိုင်းရင်သတင်းမြစ်ကတိုက်ပွဲအခြေအနေအကြောင်းအရာကိုအသေးစိတ်ရှင်းပြပါပါတယ်ခင်ဗျာ အဲ့တော့ဘင်းနောက်တက်စခန်းကို KNL လေးကဆယ်စုနှစ်ချီပြီးတော့ထိုးစစ်ဆင်ခဲ့ဘူးပေမဲ့ဒီချိန်မှမသိမ့်ပိုင်နိုင်ခဲ့ပါဘူးအခုတော့သိမ့်ပိုင်ရရှိမှုကပထမဆုံးချိန်သိမ့်ပိုင်ရရှိတာဖြစ်တဲ့အပြင်နိုင်ပိုင်းတွင်မှသိမ့်ပိုင်ရရှိတာဖြစ်ကြောင်းသိရှိရပါတယ်မနေ့ကညပိုင်းကလည်းဒီမနေ့ကညပိုင်းကလည်းဒီကနေ့မနေ့ပိုင်းအထိထမ်းမြမနယ်သက်တစ်လျှောက်မှာစစ်ရှုံးကောင်စီတက်စခန်းတွေကို KNL လေးကထိုးစစ်ဆင်နေတာကြောင့်ပြည်သူ900ကျော်ထိုင်းနိုင်ငံဘက်ခြမ်းကိုခိုးလုံလာကြောင်းထိုင်းသတင်းတွေမှာလည်းဖော်ပြထားပါတယ် ဲ့တော့ Kennelly KNU နဲ့ PDF တက်ဖွဲ့တွေကတော့တိန်းနာကိုရိုးရိုးတိန်းနာမဟုတ်ဘူး။နိုင်ပိုင်းအတွင်းစံချိန်တင်စံချိန်အစ်စ်တွေတခုပြီးတခုအရင်ကလည်းညတညညပိုင်းတွေမှာတိန်းလိုက်တယ်မနေ့ကျတော့စကန်းသိမ်းနိုင်မှုကိုကျင်ညာတယ်။ဒီနေ့လည်းအပြန်မှလမ်းကြုံဝင်ပြီးတော့တိန်းလိုက်တယ်လို့မျိုး drone တွေနဲ့တိန်းတဲ့အခါမှာစစ်ရှုံးကောင်စီတပ်သားတွေတက်ဖွဲ့ဝင်တွေအကုန်စင့်ပြေးပြီးတော့စကန်းကိုနိုင်ပိုင်းအတွင်းနဲ့တိန်းစီရရှိနိုင်လိုက်တယ်။အရင်ရက်ကဆိုရင်လည်းအညမတ်စစ်ရှုံးကောင်စီတက်ဖွဲ့ဝင်တွေရဲ့ ပြင်းနီလွှာနီဘောင်းစုံကိုကျွန်တော်တို့ရုပ်သံတင်နေတကွာမြင်တွေ့ရတာကိုလည်းဒီနေ့မှာဖွင့်ပြချင်ပါတယ်ဒါကတော့ဒီ Federal Wind Drone တပ်ဖွဲ့ကနေပြီးတော့ရိုက်ကူးထားတဲ့ရုပ်သံမှတ်တမ်းပါအဲ့တော့အရင်တော့ကတော့ကျွန်တော်အကြမ်းမဆက်ရှုံးကောင်စီတပ်ဖွဲ့တွေအဲ့လိုမျိုးထိုင်းမှတ်ချမ်းကိုခဏခဏထွက်ပြေးတဲ့အခါမှာမာရသွန်ပြေးပွဲတွေတကယ်စောင်းရသည်မဟုတ်ဘဲနဲ့မိုးရင်းကြီးမှာတော့မာရသွန်ပြေးပွဲတွေကိုမြိုင်မြိုင်ဆိုင်ဆိုင်ပြေးကြတဲ့ချန်ပီယံဖြစ်ကြတဲ့ဆစ်ရှုံးကောင်စီတပ်သားတွေအကြောင်းကိုပြောဥပါရတယ်အခုတော့နောက်ထပ်တစ်ဆင့်တိုးလာတာကတော့ ရေကူးချန်ပီယံတွေကိုပါကျွန်တော်တို့မြင်တွေ့လာရတဲ့ရုပ်သံဖြစ်ပါတယ်အဲ့တော့ပြည်သူတွေနဲ့အတူတူကျွန်တော်တို့ကြည့်ရှုကြအောင်ပါဘယ်လိုမျိုးချန်ပီယံဖြစ်နေရေကူးတော်ကြလဲပြေးလွားမှာနီလန်ပေါင်းစုံတက်ကြလဲဆိုတာကိုဒီရုပ်သံဖိုင်နယ်မှာပြည်သူတွေတွေ့မြင်ရမှာပါအဲ့တော့ပြေးပါတယ်ကူးပါတယ်တော်တော်များများဟုတ်ကူးတာပါသူတို့မှာပြေးဖို့ကထိုင်းဘက်တချမ်းပဲရှိတဲ့အခါကျတော့မဖြစ်မနေကူးပြီးတော့ပြေးရတဲ့အနေထားပါ ဲ့တော့ဒါကတော့စစ်ရှုံးကောင်စီရဲ့တိုက်တိုင်းရှုံးနေတဲ့ဒီအမိုင်ရိုင်းဆုံးဖက်စစ်အကြမ်းဖက်စစ်တပ်လက်အောက်ခံတပ်သားတွေရဲ့ဘဝပြေးပြေးလွှာလွှာနီလန်ပေါင်းစုံနဲ့ပြေးနိုင်မှလွတ်မယ်ဆိုတဲ့ဘဝတွေကိုအခုမျက်မြင်သက်သေနေတကွတွေ့မြင်နေရတာဖြစ်ပါတယ်အဲ့တော့နောက်ထပ်သတင်းကောင်းတပုတ်စီကိုဆက်ပြီးတော့တွားရအောင်ဒါကတော့ရန်ကုန်မော်ဘီမြို့မှာဒီလေးတက်မီတာစုဝင် တက်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးအောင်သူရဲ့ဆွေမျိုးတွေဖွင့်လှစ်ထားတဲ့ဆိုင်ငန်းကိုလက်ပြပုံ၃လုံးပြစ်သွင်းတိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမီ 1A ကတာဝန်ရှိသူတွေကပြောပြလာပါတယ်။မေလ29ရက်နေ့ည9:55မိနစ်ချိန်လောက်မှာမော်ဘီမြို့နယ်အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ရဲ့လေတပ်မိသားစုဝင်ဖြစ်သူတက်ကုန်းကြီးရွာအုပ်ချုပ်ရေးမှူးအောင်သူရဲ့ဆွေမျိုးတွေဖွင့်လှစ်ထားတဲ့ဆိုင်ငန်းရဲ့၃ငန်းကိုလက်ပြပုံ၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဲ့တော့တိုက်ခိုက်မှုအတွင်ထိခိုက်မှုအခြေအနေကိုတော့တည်ပြုတ်နိုင်တာမရှိသေးပဲတော်လိုင်းရဲဘော်တွေတော့ထိခိုက်မှုရှိနေပြန်လဲဆုတ်ခွာလာနိုင်ခဲ့ပါတယ်တကုံကြီးကျေးရွာအုပ်ချုပ်ရေးမှုအောင်သူရဲ့တမျိုးလုံးကလေတက်အငင်းစားတွေပါ နောက်ပြီးညီငယ်ဆုံးကလည်းလက်ရှိလေတက်မောင် Y8 မောင်းပြီးခွေးဆက်ခင်းနေသူပါအောင်သူရဲ့ဆွေမျိုးတွေဖွင့်လှစ်ထားတဲ့ဆိုင်ကန်းတွဲ၃ကန်းကိုလက်ပြပုံသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါဆိုပြီးရန်ကုန်အာမီတာဝန်ရှိသူကမနေ့ကအခြေအနေကိုရှင်းပြပါတယ် အဲ့တော့တိုက်ခိုက်မှုကိုတော့ရန်ကုန်အာမီနဲ့နောက်ပိုင်းခရင်ပကဖကပူပေါင်းလုံးဆောင်ခဲ့ပြီးလေတပ်မှတာဝန်ထမ်းဆောင်နေတဲ့အကြမ်းမဲ့စစ်ရှုံးကောင်စီတပ်သားတွေရဲ့ဆွေမျိုးတွေကိုလည်းဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ကြောင်းရန်ကုန်အာမီ YA ကတာဝန်ရှိသူတဦးကဆက်ပြီးတော့ပြောပါတယ်အဲ့တော့ကိုယ့်ကိုထိမှဆက်ဆက်ခံအောင်နာတတ်မဲ့ဒီလိုမျိုးခွေးဆက်ခင်းရတဲ့သူတွေအတွက်တော့အဲ့လိုဆက်ဆက်ခံအောင်နာရမဲ့လုပ်ငန်းစဉ်တွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဖော်ဆောင်နေကြတာဖြစ်ပါတယ်အဲ့တော့ ထိခိုက်ဆုံးရှုံးမှုအခြေအနေတွေကိုကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာပါနောက်တစ်ပုဒ်ကတော့ကချင်ပြည်နယ်ကသတင်းပါကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံငင်းကျေးရွာကိုစစ်ရှုံးအောင်စီတပ်စစ်ကြောင်းဖျက်တမ်းတဲ့အချိန်ပြည်သူ၅ဦးထပ်မင်းကိုပြစ်ခတ်တပ်ဖြတ်သွားကြောင်းဒေသခံပြည်သူတွေကပြောပြပါတယ်ကျွန်တော်တို့ရုပ်ပုံတွေကိုလည်းတွေ့မြင်ရပါတယ်မေလ29ရက်နေ့ညနေပိုင်းကစပြီးဖားကန့်မြို့နယ်လုံငင်းကျေးရွာနီးကိုရောက်ရှိလာတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်က ်မေလ28ရက်နေ့နဲ့မေလ29ရက်နေ့လုံငင်းရွာကိုဖျက်ဆီးတဲ့အချိန်ပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်သွားတာဖြစ်ပါတယ်အဲ့တော့ပြစ်ခတ်တပ်ဖြတ်ခံရတဲ့ပြည်သူ9ဦးထပ်မနေရှိပြီးမနေ့ကမွန်လွဲပိုင်းစစ်ရှုံးကောက်စီစစ်ကြောင်းထွက်ခွာသွားတဲ့အချိန်အလောင်းတွေကိုကောက်ယူတချို့လိုက်ရတယ်လို့သိရပါတယ်လုံငင်းရက်ွက်လေးလန်းစုံနေရာနဲ့အနီးနားမှာပြည်သူတွေကိုပြစ်တပ်သွားတာဒီတိုင်းပြစ်တပ်သွားတာလမ်းပေါ်မှာအလောင်းတွေလိုက်ကောက်ရတယ်စုစုပေါင်းတော့သိရတာ9ဦးရှိတယ်ဒီထက်ပိုနိုင်တယ်နေရာစုံမကြည့်ရသေးဘူးဆိုပြီးလုံငင်းက ဒေသခံတဦးကလည်းဖြစ်စဉ်အခြေအနေကိုရှင်းပြပါတယ်ဖားကံမြို့နယ်လုံငေးရွာကိုချမ်းပတ်စစ်တပ်စစ်ကြောင်းဝင်ရောက်တဲ့အချိန်ဒီရွှေမော်တဲ့ရွှေမော်တဲကိုကန်းပေါ်ကနေပြီးတော့ထွက်ကြည့်တဲ့ပြည်သူတဦးကိုစစ်ရှုံးကောင်စီတပ်ကပြစ်ခတ်တပ်ဖြတ်ရမှာအခုချိန်ထိအလောင်းမကောက်ရသေးကြောင်းသိရှိရပါတယ်အဲ့တော့ဖားကံလုံငေးရွာကရွှေမော်တဲကိုတဲမှာတဲကိုကန်းမှာအရသာပြည်သူတဦးကစစ်ခွေးစစ်ကြောင်းလာတာကိုဗီရင်မောက်ကနေထွက်ကြည့်တာကိုတနက်နဲ့ပြစ်လို့ပွဲချင်းပြီးသေဆုံးတယ် တဲကုတ်ကမ်းမှာရှိတဲ့ပြင်းထန်ပေါက်တွေလည်းထိခိုက်ပျက်စီးမှုရှိတယ်ဆိုပြီးဒေသခံပြည်သူကပြောပါတယ်အဲ့တော့ဂျမတ်စစ်ရှုံးကောက်တီတက်ကဖားကမျိုးကိုအင်အား600ကျော်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးလမ်းတစ်လျှောက်မှာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ထားတွေကိုလုံဆောင်နေတာဖြစ်ပါတယ်အဲ့တော့ခွေးစစ်ကြောင်းထိုးလာပြီဆိုရင်တော့တိတဲ့အတိုင်းပြည်သူတွေဝေးဝေးကရှောင်ကြဖို့လိုပါတယ်အဲ့တော့ထွက်ပြီးတော့ကြည်တာမျိုးထွက်ပြီးတော့ဆက်စုတာမျိုးတွေမလုပ်ပါနဲ့ဒီကောင်တွေကလက်ထက်ကလက်နက်ကပြည်သူမှန်းတော်လိုင်းရေးရဲဘော်မှန်းကလင်းငယ်မှန်းအမျိုးသမီးမှန်းတကြီးရွယ်အုံမှန်း ဖုန်းတော်ကြီးမှခွဲကြတာမဟုတ်ပါဘူးစိတ်မထင်ရင်မထင်သလိုပြစ်ခတ်တက်ဖြတ်နေတဲ့တကယ့်ကိုရုပ်ကန်းနဲ့ဖက်စစ်စစ်တက်တပ်သားတွေဖြစ်တဲ့အတွက်ပြည်သူတွေဝေးဝေးရှောင်ရပါဒီခွေးစစ်တက်ကိုဝေးဝေးရှောင်နိုင်မှလက်ရှိအချိန်ဒီမှာတော့ပြည်သူတွေဘေးရန်ကင်းပါပါအဲ့တော့ဒီစစ်ကြောင်းလဲမကြခင်မှာ KIA PDF တွေတခြားတပ်ဖွဲ့တွေကဘလို့မျိုးအပြုတ်ဖြုတ်နေဆိုတဲ့သတင်းတွေကိုကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်နားဆင်နေရပါပါအဲ့တော့ ီကနေ့မနက်ခင်းမှာနောက်ဆုံးတွေ့ရတဲ့သတင်းတစ်ပုဒ်ကတော့စစ်ရှုံးကောင်စီတပ်ကနေပြီးတော့အာရမစစ်သားတစ်စုဆောင်းတော်ကိုခံရတဲ့စစ်မှုထမ်းတပ်သားတစ်နှစ်ဦးကလက်နက်ခဲယမ်းတွေယူလာပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF view ဟာ33ဒေါနာတိုင်ရင်ထံကိုအလင်းဝင်လာကြောင်းဒေါနာတိုင်ရင်ကသတင်းထုတ်ပြန်ပါတယ်ရေမြွတ်နယ်ခြေဆိုင်ခမာယ988မှာတာဝန်ထမ်းဆောင်နေတဲ့တပ်သားရန်လင်းထုံးနဲ့တပ်သားနေသူအောင်တို့ဟာအကြမ်းဖက်စစ်ရှုံးကောင်စီရဲ့အာရမစစ်သားတစ်စုဆောင်းမှုကိုခံခဲ့ရသူတွေဖြစ်ပြီးတိမ်ပြူစရဲမြွတ်နယ် ဝဲကလိအခြေဆိုင်အမှတ်လေးတက်မတော်တမ်းမြင့်လေးကျင့်ရေးကြောင်းတကကလေးအမှတ်စဉ်ဒီ6ကနေပြီးတော့တင်နန်းဆင်းလာတဲ့တပ်သားတွေဖြစ်တယ်လို့သိရပါတယ်အဲ့တော့အလင်းဝင်လာသူတပ်သားနှစ်ဦးဟာလက်နက်တက်လက်နဲ့ကြီးတချို့ကိုယူဆောင်လာပြီးတော့ဘျူဟာ33စစ်စင်ရေးမှူးရဲဘော်စောဒါကိုကအဲ့လိုမျိုးလက်နက်တွေယူဆောင်လာတဲ့အတွက်စုငွေပေးရခဲ့တယ်လို့လဲမှတ်တမ်းရုပ်ပုံတွေတကွာတွေ့ရပါတယ်။ကမရ958တရင်ကတပ်သားရန်လင်းထုံးကတော့ဆယ်တန်းအောင် ဒီလူငယ်တူဖြစ်ပြီးတော့ညဘက်အပြင်သွားနေတဲ့အချိန်အတဲအဓမ္မတသားအစ်ဖြစ်နေစုဆောင်ခံရတဲ့သူတူဖြစ်ပါတယ်တသားနေသူကတော့မွေရဇာတိမှာတစီဆွဲခီးတဲ့ပုတ်နေတဲ့အချိန်မှာအတဲအဓမ္မဖမ်းဆီးပြီးတော့စစ်သားအစ်ဖြစ်နေစုဆောင်ခံရတယ်လို့ဆိုပါတယ်ခင်ဗျာအဲ့တသားနှစ်ဦးရဲ့ထွက်ဆိုချက်ကိုလည်းဒေါနာတန်ရင်ကထုတ်ပြန်ခဲ့ရမှာစရှုံးကောင်စီရဲ့အာနာရှင်စနစ်ကိုမကြိုက်တဲ့အတွက်အလင်းဝင်လာတာဖြစ်ပြီးစရှုံးကောင်စီကနှီးမျိုးစုံနဲ့စစ်သားအစ်စုဆောင်တဲ့ပြင်ဒီစစ်မှုထမ်း တရာဦးမှာ90ဦးကထွက်ပြေးချင်နေကြတယ်လို့လည်းသိရပါတယ်။စစ်ကြောင်းကောင်စီတပ်တွင်းမှာထိန်းချုပ်မှုတွေလွန်ခဲ့နေပြီးအပြစ်ပေးစနစ်ကိုပုံပြီးတော့တင်းကျပ်လာကြောင်းတပ်တွင်းမှာလုံခြုံမှုနဲ့လာပြီးတော့ထွက်ပြေးသူတွေများလာတဲ့အတွက်အရာရှိတွေကချင်းကြောက်ပြောဆမှုတွေရှိနေကြောင်းအလင်းဝင်လာတဲ့သူ၂ယောက်ကပြောပြပါတယ်။အဲ့ဒါပြင်စစ်ချုပ်ကောင်စီတပ်ကိုပြန်လဲတော်လှန်သွားမယ်လို့လဲအလင်းဝင်လာသူနှစ်ဦးကပြောလာကြောင်းဒေါနတ်တရင်ကဖော်ပြပါတယ် ဲ့တော့ဒေါနတ်တဲကြီးကိုအလင်းဝလာသူစုစုပေါင်း60ကျော်ရှိပြီးအဲ့ဒီတဲက20ကျော်ကတော့စစ်ရှုံးကောက်တီတက်ကိုပြန်လဲတော်လန်တိုက်ခိုက်နေကြောင်းရဲဘော်စောထားကူကပြောပါတယ်ဒါကြောင့်မလို့ကြံနေတဲ့စစ်ရှုံးကောက်တီတက်သားပြည်သူဘက်ကိုရက်တီဖို့လိုအပ်ကြောင်းအဲဒီတက်သားတွေအနေနဲ့ရက်တီဖို့လိုအပ်ကြောင်းဒေါနာတရင်ဘက်ကနေပြီးတော့အတီလင်းပြောဆိုထားပါတယ်အဲ့တော့စစ်ရှုံးကောင်စီတပ်ဘက်ကရထားတဲ့တင်တန်းစစ်ရှုံးကောင်စီတပ်ဘက်ကယူလာတဲ့လက်နက်နဲ့ဒီစစ်ရှုံးကောင်စီတပ်ကိုပြန်ပြီးတော့ခုခံတိုက်ခိုက်မယ်ပြန်ပြီးတော့တော်လှန်မယ်ဆိုရင်ဒါကတကယ့်ကိုအမျက်ထွက်မယ့် ုပ်ရပါဘူး။ဘာကြောင့်လဲဆိုရင်ယန္တုလက်နဲ့ကိုယ့်လက်နဲ့ဖြစ်တယ်။ယန္တုပေးထားတဲ့သင်တန်းနဲ့ယန္တုကိုချင်းမုံတိုက်ခိုက်ပြီးတော့ထိုးနှက်ရမှာဖြစ်တယ်။ယန္တုကြည်ကိုကြည်ဖြစ်တယ်။အဲ့တော့လက်နဲ့လဲယူလာနိုင်တယ်။ဆစ်ချုံကောက်စီတပ်ဘက်ကပေးထားတဲ့သင်တန်းဆစ်ချုံကောက်စီရဲ့အကြောင်းအရာဒီတပ်ဖွဲ့တွေမှာဘယ်လိုမျိုးအခြေအနေရှိရဆိုတာလည်းသိပြီးသားဖြစ်တယ်။ပြီးတော့လက်နဲ့လည်းယူလာမယ်ဆိုရင်အဲ့ဒီလက်နဲ့နဲ့လည်းပြန်ပြီးတော့တော်လာနိုင်မယ်ဆိုတော့ဒါကတော်တော်ကိုကောင်းမွန်နဲ့အကျိုးအမြတ်များတဲ့လုပ်ငန်းစဉ်မှာဒါကြောင့် border ဆွဲလို့ဖန်ဆီးခံရတာပဲဖြစ်ဖြစ် ဘလိုမျိုးအခြေအနေနဲ့ပဲစစ်ရှုံးကောင်စီတက်ထဲကိုရောက်နေပါစေအခုနောက်ပိုင်းမှာ အလင်းဝင်လာကြဖို့ပြန်ပြီးတော့ခုခံတိုက်ခိုက်ကြဖို့အချိန်ကောင်းဖြစ်လာပါပြီ။ဘာကြောင့်လဲဆိုလို့ရှိရင်အကြပ်ပတ်စစ်ရှုံးကောင်စီကတစားတက်တစားတစားတက်တစားကြဆုံးခန်းကိုတဖြည်းဖြည်းရောက်ရှိနေတာဖြစ်ပါတယ်။ဒေါ်လာရင်းတက်ဖွဲ့တွေကလည်းသိကြပါတယ်။ဖက်စစ်စစ်တက်ကိုအမြင့်ဖြတ်ဖို့အတွက်ကြွေးကြော်ပြီးတော့ဒီလန်ပေါင်းစုံနဲ့တိုက်ခိုက်နေတာဖြစ်တဲ့အတွက်ဒီကာလက ဆက်ရှုံးကောင်စီအမြင့်ပြတ်ဖို့တဲတဲလေးလိုတဲ့ကာလမှာအမြန်ဆုံးအလင်းဝင်ပြီးတော့နာမည်ကောင်းဂမီးမော်ကွန်တက်တီထိုးကြပါဆက်ရှုံးကောင်စီဘက်ကနေဒီလိုမျိုးမြန်မြန်ပြိုကျပြီးတော့အလင်းဝင်သူများလာလို့ရှင်ပို့ပြီးတော့အထိနာတဲ့ဆက်ရှုံးကောင်စီတက်ဖြစ်တဲ့အတွက်မြန်မြန်အလင်းဝင်ပြီးတော့တော်လိုင်းတက်ဖွဲ့နေတူတိုက်ပွဲဝင်ကြဖို့ဒီနေရာနေတဲ့စင်ဗရင်းနေပြောရင်းနဲ့ကျွန်တော်ဖိတ်ခေါ်ပြရစီခင်ဗျာအဲ့တော့ဒါကတော့ဒီကနေ့မနေ့ခင်းမှာတွေ့မြင်ရတဲ့သတင်းကြောင်းရာတွေကိုဝမ်းသာအားရတဲ့ကောင်းတဲ့ ထိုင်းမြန်မာနယ်စပ်ကစခန်းတွေကိုနိုင်ပိုင်းတွဲမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့သတင်းတွေလေးတက်မိသားစုဝင်တွေနဲ့ဆက်ဆက်တဲ့သူတွေကိုတိုက်ခိုက်ချေမှုန်းနေတဲ့သတင်းတွေအပါအဝင်စစ်ရှုံးအောက်တီးရဲ့ရုံမာခဲ့တဲ့ပြည်သူကိုတက်ဖြတ်ခဲ့တဲ့သတင်းတွေကိုကျွန်တော်ဝင်ကဝိုင်းတော်သားတွေနဲ့ဒူစုစည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နေ့လည်ခင်းပါပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ရဲ့ YouTube channel ကိုနေ့စဉ်နဲ့အမျှ လာရောက်ကြည့်ရှုအားပေးကြတဲ့ပြည်သူတူတူယောက်ချင်းဒီတိုင်းကိုသူပဲကျေးဇူးတင်ပါတယ်မှတ်ချက်တွေဝေဖန်ချက်တွေအကြံပြုချက်တွေသုံးသက်ချက်တွေလာရောက်ပြီးတော့ရေးသားကြဖို့လေဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ပြည်သူအားလုံးကိုသူပဲကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်သတင်းကောင်းတွေနဲ့အတူကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ